တကယ်လို့မင်းသားပင်လယ်ဓားများတွေတဲကတယောက်အဲ့ဒီပင်လယ်ဓားများတွေများကြီးတဲကတယောက်ဖြစ်ခဲ့ရင်မင်းရဲ့ချစ်ဆုံးပန်းဖို့တွေကိုစူးစီးလိုက်ပါပြီးရင်ငါတို့ရဲ့ကျွန်းစီကိုရောက်လင်လာခဲ့ပါကျွန်းရဲ့နာမည်ကတော့ပွဲတော်ကျွန်းတနည်းအားဖြင့် Omasuri Island လို့ခေါ်ပါတယ်ဒီတကောက်မှာတော့လူဗီဒိုတွေဟာ Omasuri Island လို့ခေါ်တဲ့ကျွန်းရဲ့ Internet Boost နဲ့မြေပုံတစ်ခုကိုပင်လယ်ထဲမျောလာတဲ့ပန်ပလင်းတဲကနေရခဲ့ကြပါတယ် ရောဘင်ကတော့ဒီကျွန်းရဲ့နာမည်ကိုမကြားဘူးကြောင့်နဲ့စာရွက်ပေါ်မှာတော့ Grand Line မှာရှိတဲ့ကျွန်းတွေတဲကမှအိုမာဇူရီကျွန်းကအပန်းဖြေဖို့အကောင်းဆုံးပဲလို့ရေးထားပါတယ်။ကျွန်းရဲ့နာမည်အတိုင်းနေတိုင်းပွဲတော်တွေရှိပြီးတော့ Spanella ပြင်ဆိုင်တွေလည်းရှိကြောင်းရေးထားပါတယ်။ Spanella ပြင်ဆိုင်ဆိုတဲ့အတန်ကိုလည်းကြားရောနာမည်တယောက်ကတော့မျက်လုံးတွေဝင်လက်လာခဲ့ပါတယ်။အလှပကင်းနဲ့တောက်စရာတွေလိုလည်းကြားရောစမ်းကြီးကလည်းရောက်လာပါတယ်။ပြင်သစ်ချက်ပြုတ်နီးတွေနဲ့တဲကင်းမယ်ဆိုတဲ့အတန်ကိုကြားပြန်တော့ချိုးပါလေရောက်လာကအဲ့ဒီအစားစားကဘယ်လိုမျိုးလဲလို့မေးနေခဲ့ပါတယ်။ဥစ္စာကတော့တောင်ချောက်ကြီးပြစ်လိုက်မယ်ဆိုကကြောင်းနေခဲ့ ဲ့ပြီးအကုန်လုံးကတော့တွားကျင်နေခဲ့ကြပါတယ်။လူဗီကတော့ပထမပိုက်ကိုပြန်ဖက်ပြဖို့အတွက်ပြောလိုက်ပါတယ်။တင်းဟာပင်လယ်ဓားများတွေတဲကပင်လယ်ဓားများတယောက်ဖြစ်ခဲ့မယ်ဆိုရင်တင်းရဲ့အကောင်းဆုံးဘွဲဝင်တွေကိုစူးစီးပြီးကျွန်ုပ်တို့ဂျွန်စီကိုလမ်းလာခဲ့လိုက်ပါလို့ဆိုတဲ့အတိုင်းငါတို့တွေကပင်လယ်ဓားများတွေဖြစ်လို့တွားကိုတွားရမယ်လို့ပြောလိုက်ပါတယ်။ ဒီလိုနဲ့ Grand Line တလျှောက် Mary Lee အောင်ကောင်းလာခဲ့ရင် နောက်ဆုံးမှာတော့ Uma Suri ကျွန်းစီကိုရောက်ခဲ့ကြပါတယ်။ဒါပေမဲ့စာထဲမှာပြောထားသလိုတော့မဟုတ်ပဲစွန့်ပစ်ကျွန်းကြီးတစ်ခုနဲ့တူနေပါတယ်။မြေပုံပေါ်မှာတော့ပန်းဝင်ပုံတွေဆွဲထားကလူဗီကကူပေါင်းတစ်ခုစီကိုဝင်ပို့ညွှန်ပြလိုက်ပါတယ်။ဝင်သွားလိုက်တဲ့နောက်မှာတော့စွန့်ပစ်ကျွန်းကြီးပေါ်မှာမျိုးပြကြီးတစ်ခုကိုတွေ့လိုက်ရကအံ့ဩနေကြရပါတယ်။ပြည်သူတွေရဲ့ကောင်းပေါ်မှာတော့တင်းရွက်လေးတွေပေါင်းနေပြီးဒီကျွန်းရဲ့ရှင်တခင်ပြတူဘာရွန် Uma Suri ကလာရောက်ကြိုဆိုခဲ့ပါတယ်။အရင်ဆုံးငရဲပြည်ရဲ့စစ်သေးခြင်းကိုခံရမယ် လို့လည်းပြောခဲ့ပါတယ်။အဲ့ဒီစကားကြောင့်ကြံတဲ့လူတွေကထွက်သွားဖို့လုပ်ခဲ့ကြပေမဲ့စွန်စားခန်းတွေဆိုရင်ကြိုက်တဲ့လူကြီးကတော့စိတ်ဝင်စားနေပါတယ်။ကျွန်းရဲရှင်တခင်ဆိုသူကတော့မင်းရဲ့တငယ်ချင်းတွေကိုယုံကြည်မှုလုံးဝမရှိဘူးဆိုရင်ဒီကျွန်းကနေလဲပြန်ဖို့ပြောနေခဲ့ကလူကြီးကတော့မင်းရဲ့စင်ကုန်မှုကိုလက်ခံတယ်လို့ပြောနေခဲ့ပါတယ်။အားလုံးကကြောက်နေကြလို့ဒါနေကြပေမဲ့မင်းတို့တွေနဲ့သာဆိုရင်အရာအားလုံးကိုပြတ်ကျော်နိုင်မယ်လို့ခါယုံကြည်ပါတယ်လို့လူကြီးကပြောလိုက်ပါတယ်။စစ်စင်းမှုကိုစတင်လိုက်တာနဲ့ကျွန်းရဲပုံတံတန်ကပြောင်းလဲလာခဲ့ကရွှေငါးပန်းချင်းဆိုတဲ့ King Yusukui လို့ခေါ်တဲ့ပြိုင်ပွဲကိုစတင်ခဲ့ပါတယ် ်စီးမြင်းနေနဲ့ကတော့၃မိနစ်အတွင်းရွှင်ကားကြီးဆုံးကိုဖမ်းနိုင်တဲ့တင်ကနိုင်မှာပဲဖြစ်ပါတယ်။မူချီကိုရိုလိုခေါ်တဲ့သူတပည့်ကိုဇေလွတ်လိုက်ကလူဗီဒိုဘက်ကတော့ဦးစိုးကဝင်ပြန်ခဲ့ပြီးစက်ခုပိုင်းနဲ့ဖမ်းရမယ့်ရွှင်ကားပြိုင်ပွဲကိုစတင်လိုက်ပါတယ်။ရွှင်ကားမကောင်းဆိုးအားကြီးတကောင်ပေါ်လာကစန်းကြီးဇိုရိုတို့တွေက ခွက်တဲကိုကန်တဲ့ပေးခဲ့ကြပြီးမြေလူဗီတယောက်ကဆောင်ပေါ်လှုပ်လိုက်တာကြောင့်စက်ခုပိုင်းကပြေသွားခဲ့ပါတော့တယ်။ အဲ့ဒီလူတွေကအမျိုးမျိုးလက်စားခဲ့တာဖြစ်ပြီးတော့မူချီကိုရိုကပိုက်ခွန်ကြီးကြီးတစ်ခုကိုထုတ်လိုက်ကရွှေငါးကိုဖမ်းပြလိုက်ပါတယ်။အစကတည်းကဗာစီမြင်းမမရှိတာကိုနားလေသွားတဲ့ရောဘင်လည်းသူ့လက်ကိုပိုက်ခွန်တွေလိုလှုပ်လိုက်ပြီးတပတ်လူရဲ့ခွက်တဲကိုမကြခင်ပြန်ထုတ်လိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ချိုးပါကလည်းကပိုင်းကိုတုံးကငါးကိုခွက်တဲကရအောင်လုပ်ပြီးတော့နိုင်ရအောင်လုပ်လိုက်ပါတယ်။အဲ့ဒီလိုနဲ့ချိုးပါတယောက်ဟာရေထဲကိုပြုတ်ကျသွားခဲ့ကာဒီဗေးဘရူဇာရတဲ့လူဗီကလည်းဆင်းခဲ့ဖို့လုပ်ခဲ့ပြန်တာကြောင့်စမ်းကြီးကပဲနှစ်ယောက်လုံးကိုကယ်တင်လိုက်ရပါတယ်။ရေရောက်တဲမှာတော့ပင်လယ်ဓမြတင်မောပြက်တွေများကြီးကိုလည်းတွေ့ရပါတယ်။အနိုင်ရသွားလို့လူဗီတို့တွေကအံပွဲခံနေပေမဲ့ဘာရွန်ကတော့မပြီးသေးဘူးလို့ဆိုပါတယ်။ဒီကစားပွဲတွေကိုမြင်နေရတာကဆော့ဝေါဖောက်စီပင်လယ်ဓမြတွေနဲ့တုံးကကစားခဲ့တာတွေနဲ့တောင်မှတွားတူနေသေးတယ်။သူတို့ကိုဂျုံပေါ်မှာစောင့်ကြည့်နေသူတွေလည်းရှိပါတယ်။နာမီကတော့ မလုံးချင်တော့ဘူးဆိုကတင်မောစီကိုပြန်ဖို့လုံနေပေမဲ့သူတို့တွေဟာလမ်းပြောင်းနေခဲ့ကြကဘာရွန်စီကိုပဲပြန်ရောက်သွားခဲ့ကြပါတယ်ဒုတိယမြောက်ပွဲကတော့ Rindos လို့ခေါ်တဲ့ပြိုင်ပွဲဖြစ်ပါတယ်အဖွဲတစ်ဖွဲ့ချင်းစီမှာလှေနှစင်းနဲ့ဒဇင်းမှ၂ယောက်နှုန်းရှင်ပြန်ရောက်မှဖြစ်ပြီးတော့အရင်ဆုံးပေါ်ခွင့်ကိုစွန့်နိုင်တဲ့သူကအနိုင်ရမှာပဲဖြစ်ပါတယ်ပြိုင်ပွဲစားတော့နာမီဥဇိုဇိုရိုစန်းညီတို့ကဝင်ဆော့ခဲ့ကြပါတယ်လူဗီတို့ကအခန်းတစ်ခုတည်းကိုရောက်နေခဲ့ကြကခုနကမှန်ပြောင်းတဲ့ကြီးနေသူကလူဗီကိုကြောက်တုံးနဲ့ပြပောင်းနေခဲ့ပါတယ်နာမီတို့ရဲ့ပြိုင်ပွဲကပြင်းထန်နေခဲ့ပြီး ြီးတော့ Robin ကတော့အနားယူနေခဲ့ကာ Mujiko Rosie ကနေစကားနိုင်နေခဲ့ပါတယ် Luffy လိုက်ဖမ်းနေတဲ့လူကတော့သူ့ကိုဒုနကံမွေးပင်လဲတများလို့မိတ်ဆက်နေခဲ့ကာ Baron ကအဖွဲသားတွေကိုခွဲထုတ်တတ်တာပြလို့တတိသားဖို့ပြောနေပါတယ်အဲ့ဒီအချိန်ချိုးပကလည်းအုပ်ကူတွေရှိတဲ့နေရာတကူကိုရောက်သွားခဲ့ကာလူတစုနဲ့တွေ့ခဲ့ပါတယ်ဒီကျွန်းဟာဗန်းဖြေကျွန်းဆိုလို့လာခဲ့ပေမဲ့ဓာရီအကုန်လုံးဟာလင်ညာတွေကြီးပဲလို့ပြောပြလိုက်ကကျွန်းရဲ့လိုဝက်ချက်တွေကိုပြောပြပေးမယ်လို့ပြောပါရယ်အပြန်အလှန်အနေနဲ့သူကလေးတွေရဲ့ရှေ့မှာတူဟာတမားချင်းချောင်းကိုပြချင်တာဖြစ်လို့ချိုးပါကိုကြောက်ချင်ရောင်ဆောင်ပေးဖို့ ို့ပြောခဲ့ပါတယ်တဖက်မှာတော့နာမီတို့တွေကမများတာတဲ့ပြိုင်ပွဲတွင်မှတိုက်ခိုက်ခံနေခဲ့ကြရကလူစုကွဲမလို့တောင်ဖြစ်နေကြပါတယ် ။ Robin ကတော့ Mujigoro ကိုကိုစကားနိုင်နေရင်ဒီကျွန်းရဲ့မြေဆုံတောင်ဒိတ်ပေါ်မှာ Linicarnation လို့ခေါ်တဲ့ပန်းရှိချောင်းကိုကြားသိခဲ့ရပါတယ်။ Nami ရိုးဖက်မှာတော့ကစားပွဲအတွင်းနိုင်ရသွားခဲ့ပေမဲ့တယောက်နဲ့တယောက်ဟာရန်ဖြစ်နေကြပါတယ်။ Baron Omasuri နဲ့သူ့လူတွေဟာတစ်ချိန်တုန်းကပင်လယ်ဓားများတွေဖြစ်ခဲ့ဘူးကြောင်းပင်လယ်ဓားများတွေတဲကအတော်ဆုံးပင်လယ်ဓားများတွေကိုလည်းသူကလူယူလေးရှိကြောင်းချိုးပါကိုလူကြီးကပြောပြနေခဲ့ပါတယ်။ Wonder Poster ထဲမှာတယောက်တည်းငယ်ရွယ်နေတဲ့ Baron ကိုချိုးပါကတတိပြုမိသွားတဲ့အချိန်မှာတော့နောက်ကနေ Baron ကများနေဖြစ်ခဲ့ပါတယ်။လူဗီတို့ ့လူပြန်ဆောင်တော့ချိုးပါကိုယာနေခဲ့ကြကတောင်ထိပ်ပေါ်မှာဗန်ဒပွင့်တွေ့ခဲ့တယ်လို့ဦးစိုးကပြောခဲ့ပြီးနာမီကတော့သူ့ကိုပြန်ပွဲထဲမှာတယောက်တည်းပြစ်ထားခဲ့တာကြောင့်အခုဒီစိတ်တို့နေတော့မှာပဲဘာရိုနဲ့တူလူတွေကပေါ်လာခဲ့ကြကတပွဲလုံးကိုညစာစားပွဲနဲ့တဲကင်းအခင်မဲအကြောင်းကိုပြောနေပါတယ်ရေရောက်ကနေဗန်ဒကူကပေါ်လာခဲ့ပြီးဟင်းပွဲပြင်ဆင်ဖို့အတွက်စပိုမူကလုပ်ခဲ့ပါတယ် လူဖီကအရတာရှိတာတွေစားရတော့မယ်လို့ပြောတော့စမ်းကြီးပုံစံကမူမမှန်ဖြစ်နေကသူချက်ပြုတ်တာတဲ့အစားတရာပူကောင်းတာကိုကျွေးမယ်ဆိုပြီးတော့တက်သွားခဲ့ပါတယ်။နာမီကတော့ဦးစိုးဘော်မှာလုံအားကာကာတီတီဖြစ်နေခဲ့ကအယန်းကိုထူဆန်းနေပါတယ်။မူဂျီကိုရိုစီကိုတွားခဲ့ပြီးတော့ဦးစိုးကလည်းဒူဆန်းတဲ့ကောင်လေးတယောက်နဲ့တွေ့နေပါတယ်။ရောဘင်ကတော့ကျွန်းအပေါ်ကိုလေးလာဖို့တော့ထွက်သွားခဲ့ကာတင်မောပြက်တွေအများကြီးကိုတွေ့လိုက်ရပါတယ်။ ဘာရုံကရောဘင်နာကိုရောက်လာခဲ့ကမင်းကြည့်ကျင်နေတဲ့တေချင်းနဲ့ရှင်ချင်းကြားကပန်ပွင့်လီလီကာနေရှင်းကိုပြမယ်လို့ဆိုပါရယ်နာမီနဲ့စကားပြောနေတဲ့မူဂျီကိုတို့တယောက်ကတော့အတိတ်ချောင်းတွေကိုမမိလာတာနဲ့တပြိုင်နက်အိုမင်းရင်ညော်လာခဲ့ကရောဘင်တယောက်ကလည်းများနေပြကန်လိုက်ရပါတယ်ဦးစိုးတယောက်ကလည်းပြောင်းနေတယ်လို့ရောဘင်ကလည်းပြောက်သွားတာကြောင့်လူဗီနာမီဇိုရိုစန်းဂျီတို့တွေကတယောက်နဲ့တယောက်တွေ့ခွဲပြီးတော့စကားများနေကြပါတယ် အခုလိုမျိုးဖြစ်လာရတာတွေဟာလူဖီးချောင်းလို့စမ်းကြည့်ကပြည်တင်ပြောဆိုလိုက်ပြီးတူလူမူကြီးကိုပုံပြနေတာကိုတွေ့သွားတဲ့ဘာရွန်ကညစာစာဝဲပြီးပြီလို့ပြောလိုက်ပါရယ် ။ဦးစိုးအုပ်ထုပ်ကိုဆောင်းလာတဲ့ခါပါကိုတွေ့တော့မင်းတို့လူတွေကိုရှာခြင်းရင်ကျုံးပေါ်မှာရှာကြဖို့ပြောခဲ့ကာဇိုရိုနဲ့ဆန်ဂျီတို့တွေကလူစုခွဲပြီးထွက်သွားကြပါတယ်။နောက်ထပ်ပြိုင်ပွဲကိုစတင်ခဲ့ပြီးတော့ပြိုင်ပွဲအလယ်မှာလူဗီတယောက်တာကျန်ခဲ့ပြီးသူ့ငွေချင်းတွေကိုပြန်ပေးဖို့အတွက်လူဗီကပြောလိုက်ပါတယ်။ဘာရွန်ကများတစ်ချောင်းကိုပြစ်ခဲ့ပြီးတော့အဲ့ဒီများကလူဗီနောက်ကိုဇက်တိုက်လိုက်နေခဲ့ပါတော့တယ်။ခေါင်းမိုးတစ်ခုကနေပြုတ်ကျသွားတဲ့ခါမှာတော့မုတ်စိတ်ပင်နဲ့တများဆိုသူကကယ်တင်သွားခဲ့ပါတယ်။တပ်ဖက်မှာနာမီဇိုရိုဆန်ဂျီတို့တွေကတော့အမဲလိုက်ခံနေခဲ့ကြရကား ါပါကိုဇိုရိုတယောက်ကဒါနဲ့ကုန်နေခဲ့ပေမဲ့ဘာမှမဖြစ်သွားခဲ့ပဲဘာရွန်ကရောက်လာခဲ့ကဇိုရိုကိုများနဲ့ပြစ်ခဲ့ပါရယ်ခါပါလီကသူဟာပင်လယ်ဓားများတွေနဲ့တိုက်တဲ့အချိန်တိုင်းမှာဘာလို့မတည်ခဲ့ရတာလဲလို့ပြောနေကတန်တရားစောင့်ဝင်မိတာနဲ့မူဂျီကိုရိုနီတူညှို့နှွမ်းလာပုံပေါ်နေပါရယ် နှက္ခမ်းမွေကတော့လူဗီကိုတူးတငယ်ချင်းတွေကမကောင်းဆိုးဝါးကောင်ကြီးရဲ့ဝါမျိုးတော်ကိုခံလိုက်ရတယ်လို့ပြောပါရယ်တောင်ထိပ်ပေါ်မှာတော့တပိုင်းပြက်နေတဲ့အပင်တွေကနေအမြင့်တွေကထွက်လာခဲ့ကချိုးပါကိုဝါမျိုးသွားခဲ့ပါရယ်ဘာရွန်ကတန်မာတဲ့ပင်တွေတများတွေကိုမုံပြီးအဖွဲသားတွေကိုစည်းလုံးမှုကွဲအောင်လုပ်တဲ့အကြောင်းတွေကိုနှက္ခမ်းမွေကလူဗီကိုပြောပြနေခဲ့ပါရယ်အစားမခံရသေးတဲ့ချိုးပါကတော့တူးတငယ်ချင်းတွေကမကြခင်လာခဲ့ကြလိမ့်မယ်လို့ပြောနေပေမဲ့တစ်ပင်တပိုင်းပြက်ကြီးထဲမှာတော့လူဗီကလွယ်လို့ကြံတဲ့လူတွေအကုန်လုံးကိုတွေးလိုက်ရပါရယ် ဘာရုံကတော့တငယ်ချင်းစုတဲ့အုံတုံးကိုတော်တော်မုန်းနေပုံပေါ်ပါတယ်။ချိုးပါရဲ့တံပြောက်သွားတဲ့နောက်မှာတော့လူဗီယာတည်တန်းထိုင်နေလို့မဖြစ်ဘူးဆိုကတွတ်သွားခဲ့လိုက်ပါတယ်။ညှိုးနှွမ်းသွားတဲ့မူကြီးကိုယ်တို့ကတော့တပံပြန်လဲမွေးပွားလာခဲ့ကသူဟာအိမ်မက်ရှိကြီးမက်ခဲ့ကြောင်းကိုပြောနေပါတယ်။မူကြီးကိုတခြားလူတွေစီကိုခေါ်သွားခိုင်းလိုက်ပြီးတဲ့နောက်မှာတော့လူဗီယာအဲ့ဒီနာကိုရောက်လာခဲ့ပါတယ်။မကြခင်မှာမင်းတငယ်ချင်းတွေအားလုံးကလီလီရဲ့စာပြတ်တော့မှလို့ဘာရုံကပြောလိုက်ပါတယ်။တပိုင်းပြတ်နေတဲ့အပင်ကလည်းစတရောမန်မာတွေတယောက်ပြီးတယောက်ကိုအားမြှုပ်နေခဲ့ကဘာရုံကတော့လူဗီထွက်သွားလို့မရ အောင်တို့မြားတွေနဲ့တွဲကြည့်နေခဲ့ပါတယ်။တို့တငယ်ချင်းတွေတယောက်ပြီးတယောက်ဝါးမြူတာကိုမြင်ရတော့လူဗီတယောက်ဟာရန်ကိုစိတ်တက်ကြသွားခဲ့ပါတယ်။ဘာရွန်ရဲ့အဖွဲ့သားတွေကပြန်လည်노ထလာခဲ့ပြီးဘာရွန်ကလူဗီကိုတပ်ဖို့လုပ်နေတဲ့ချိန်မှာတော့နှကမ်းမွေးကလာခဲ့တင်ခဲ့ပါတယ်။တို့တငယ်ချင်းတွေကိုဆုံးရှုံးရတာကသူ့ရဲ့အပြစ်ကြောင့်ဆိုကစိတ်ဓာတ်တွေလဲပြိုကျနေတဲ့လူဗီကိုတို့တငယ်ချင်းတွေကမတည်သေးဘူးလို့ခလီမလီကပြောပါတယ်။နှကမ်းမွေးကလည်း မင်းတငယ်ချင်းတွေကိုကဲချင်းရင်သူတို့တွေကကူညီပေးမယ်လို့ပြောပါတယ်။ဘာရုံရဲ့များတွေကိုရှောင်ဖို့ဥမင့်တွေကိုတုံဖို့လိုကြောင်းပြောကာတိပင်းကြီးကြီးကိုတက်တက်ပြေးခိုင်းလိုက်ပါတယ်။လူပြီးကိုငကံမွေးတယောက်ကဇွမ်းကုန်ကူညီပေးရင်တစ်ချက်မှာတော့ဘာရုံရဲ့များကိုတီသွားခဲ့ပါတယ်။သူတငယ်ချင်းတွေကိုထိခိုက်အောင်လုပ်ခဲ့တဲ့ဘာရုံကိုပြင်ထဲလိုက်ကာကိုတပိုင်းပြတ်နေတဲ့တိပင်းကြီးကိုလည်းအသေးပင်မှာတော့တယ်။တိပင်းရဲ့ပင်စီထဲမှာတော့သူတငယ်ချင်းတွေကိုမတွေ့ရပဲပင်စီကနေများတွေများကြီးအဖြစ်ကိုပြောင်းလဲသွားခဲ့ပါတယ်။ဘာရုံရဲ့ပခုံးပေါ်ကနေပန်းမွင့်လေတပွင့်ကပင်ပေါက်လာခဲ့ကာသူတငယ်ချင်းတွေအားလုံးက ရှိနေခဲ့ပါတယ်။မြားတွေအကုန်လုံးကတော့လူဖိစီကိုစိုက်ဝင်လာခဲ့ပြီးဒီမြားတွေကမှုန်တိုင်းအပြီးတူအထီးချန်ခဲ့ရတဲ့နေရက်တွေအခြေဆုံးလူတွေကိုဆုံချုံခဲ့ရလို့ခံစားခဲ့ရတာတွေနဲ့ညီမျှတယ်လို့ဆိုပါတယ်။ခလေးမလီကတော့သူ့တငယ်ချင်းတွေကလူဖိကိုရုံမပေးဖို့ပြောနေတယ်လို့ပြောခဲ့တယ်။မြားတွေအများကြီးစိုက်ဝင်နေတာတောင်မှသူ့တငယ်ချင်းတွေကိုပြန်ပေးဖို့အတွက်လူဖိတယောက်ကပြန်တောင်းနေပါတယ်။လူဖိကိုကူညီပေးဖို့အတွက်ခလေးမလီကတူအဖေကိုပြောနေပါတယ်။ခလေးမလီရဲ့အဖေကတော့ကြောက်တူးတုံနေခဲ့ပြီးဒီကိစ္စကသူတို့တွေနဲ့မဆိုင်ဘူးလို့ပြောကာထွက်ပြေးဖို့ ဖို့အတွက်ကြိုးစားနေပါတယ်ခက်လေးမလေးကအတန်တိုးတိုးလေးတောင်မှကြားရတဲ့အကြောင်းသူ့အဖေကိုပြောနေကတမင်လေးကိုဖေဖေပြောနေတာတွေအားလုံးကိုကြားတယ်လို့ပြောခဲ့ပါတယ်သူ့အဖေကတမ်မာကျင်လို့လုပ်ခဲ့တယ်ဆိုတာကိုလည်းတိတယ်လို့ပြောလိုက်တော့အဖိုးကြီးကလည်းတတိမွေလိုက်ကမကောင်းဆိုးဝါးပင်ကြီးကိုများနေပြစ်ထဲလိုက်ပါတယ်မကောင်းဆိုးဝါးတစ်ပင်လီလီများနေပြစ်ခံရပြီးမှတော့ကျုံးပေါ်မှာရှိတဲ့များဘာရုံရဲ့ဖွဲ့သားတွေဟာတစ်ပင်တွေပြစ်ကိုပြောင်းလဲသွားခဲ့ပြီးတော့လူဖီကလည်းဘာရုံကိုပွဲသိမ်းထိုးပြစ်လိုက်ပါတယ်ဇလန်းကိုချင်းချုပ်ရရင်တော့ဘာရုံပိုင်ရိတ်တွေကအဲ့ဒီမုန်တိုင်းထန်တဲ့ညကလေးကအကုန်လုံးတည်ဆုံသွား ခဲ့ကြတာဖြစ်ပြီးတိုးတက်ငယ်ချင်းတွေကိုမစွလွတ်နိုင်တဲ့ဘာရွန်ဟာကျွန်းပေါ်မှာပေါက်နေတဲ့လီလီဆိုတဲ့မကောင်းဆိုးဝမျိုးစိတ်ပန်းနဲ့တိုးတက်ငယ်ချင်းတွေကိုဖန်တီးထားတာဖြစ်ပါတယ်ဒီစကားတစ်ခုလုံးရဲ့ villain ကတော့ဒီချစ်စရာပုံစံဟန်ဆောင်နေတဲ့မကောင်းဆိုးဝပန်းမွင့်လေးပဲဖြစ်ပါတယ်လူဖီကတော့တိုးတက်ငယ်ချင်းတွေအကုန်လုံးဘာမှမဖြစ်ပဲသူစီပြန်လာခဲ့တာဖြစ်လို့အရန်ကိုပျော်ရွှင်နေခဲ့ကဇလန်းလေးဟာလည်းဆုံးတက်သွားခဲ့ပါတော့တယ်